အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Twin ဒီတွေပေါ်နေပြီဆိုတော့တမီးလေးနဲ့အတူတူ Twin ဒီဆိုင်ရင်းနဲ့အရန်လွယ်ကူတဲ့ Twin ယူထုံးင်းလေးပါတခါလဲညဝေပေးလိုက်ပါမယ်နေ့နဲ့အတူတူ video လေးကိုလိုက်ကြည့်ပေးပါအောင်နော်ဟိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ညတို့တွေ Twin ဒီလေးဈေးရမ်းတန်နေရဆိုတော့ဝယ်ခဲ့ပါတော့ပါဒီနေ့တူတူဆက်ဆက် Okay အားလုံးဆက်လိုက်ကြရအောင်အချက်ကြီးပြက်ကြဆက်ပါမမကြီးပြက်ကြဆက်ဆက် တခြားလည်းရလာပါတယ်ဒီလုံးလေးကဒီသူ့စူးလေးကတော်တော်ကျန်းနေပြီတော့ကောင်းမယ်လို့ထင်တယ်ပြီးနင်းအားလေးနဲ့ရခွဲလိုက်ပါမယ်โอ้ပါလေဟာ it's yellow မွေးနင်းကတော့အခုလိုဒွိနေကြက်ကသမီးလေးတယောက်ရထားတာပေါ်တော်တော်ရရယ်စားတဲ့အခါလည်းတက်ညီလည်းညီပဲငယ်ချင်းတော့အဲ့လိုမျိုးသမီးလေးရှိရဆိုလို့ရှိရင်အတူတူမျှဝေခဲ့ပါဦးနော်အားကျဆက်ဆက်ကျဆက် ားတဲ့လုံလည်ကြည့်အောင်အစီအကသူကပုံများနေတယ်။စိုက်လာမမမကိုကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျမပါဒီလုံးလေးညွှန်ခွဲမယ်ပေါ့နော်ဒီနေ့ဝင်လို့ရှင်ရခုလိုအသားပြည့်နေရတာလေရတယ်အကောင်းကြီးတစ်မျိုးပါပဲဆက်ချက်ပါ ကောင်းတယ်ဒူင်းနီချစ်သူတွေအတွက်ကတော့ခုလိုမျိုးရာသီပေါ်အချိန်မှာ စားလိုက်ရမှာနေသားထိုင်တာရှိတယ်ဆိုတာကတော့အတကယ်ကိုလက်တွေ့ရပေါ့နော်ဒီနေ့စားလို့ဝပြီးွားပြီဆိုတော့ဒူးင်းယူပါတခါတည်းထိုးပြပါမယ် အရင်ဆုံးညှင်းဖယ်ထားတဲ့ဂျွင်းပြီးဒီတလုံးနီးပါပေါ့နော်အဲ့ဒါလေးတွေကိုဒါကြီးပဲအရင်ညွှန်ပါမယ်သူရင်းပြီးရဲ့ဒီအနံ့မွှေးပြတ်မော်မူတည်ပြီးတော့ထိုးတဲ့အခါမှာလည်းအနံ့မွှေးခြင်းမမွှေးခြင်းနဲ့ဆိုင်တာပေါ့နော်အဲခုနကနေနှွားဟားရဲ့အသားဘက်တွေကိုမီးအေးအေးလေးနဲ့အခုလိုလက်ကိုင်းပါတဲ့ထဲဦးလေးနဲ့အဖြည်းဖြည်းချင်းမှွေပါမယ်အဲမှွေပြီးလို့ရှိရင်ဒုကနည်းနည်းလေးလုံလာပြီဆိုလို့ရှိရင်အာအိုကတ်တာတို့ဘာလို့ဖြစ်လောက်တယ်လို့ခြင်နေဆိုလို့ရှိရင်စီလေး ထည့်လို့ရတယ်စီထည့်ပွားတာနဲ့နည်းနည်းလေးအယောင်လေးမြပြောင်းလာပြီဆိုလို့ရှိရင်တော့အရသာလေးနည်းနည်းလေးပိုထူးထူးမမီဖြစ်သွားအောင်ကြားလေးထည့်ပါရယ်နှင်းရတော့လိုတလောက်လေးနည်းနည်းလေးပဲထည့်ပါရယ်အရင်အချို့မကြိုက်လို့ပါကြားလေးပြောအောင်လို့အခုလိုမျိုးနနာလေးမှွေပွားလို့ရှိရင်တကယ်လို့စီလို့ရဆိုရင်စီတက်ထည့်လို့ရပါတယ်စီကိုနည်းနည်းချင်းစီပဲထည့်ပေးဖို့လည်းလိုအပ်ပါတယ်မွေးမွေးနဲ့အယောင်လေးဖြည်းဖြည်းချင်းပြောင်းလာပါလိမ့်မယ် ။နောက်အရေးကြီးဆုံးအချက်ကတော့စိတ်ရှည်ဖို့ပါပဲ။ဒွေးညိုကိုစိတ်ရှည်ရှည်လေးနဲ့မိအေးလေးနဲ့ကြာကြာလေးထိုးပေးတော့မှအရသာကပုံပြီးချီချီမိမိဖြစ်တာမို့လို့ပါ။နှင်းလဲ45မိနစ်လောက်ထိုးလိုက်ရပါတယ်။ဖြည်းဖြည်းချင်းပေါ့နော်။အဲရောင်မလေးနဲ့မှွေးမယ်ထိုးမယ်မှွေးမယ်ထိုးမယ်။အရသာလေးကလည်းစိတ်ဝင်သွားပြီ။အဲအရောင်လေးကလည်းခုနလိုမျိုးဒွေးရင်းဒီလိုဖြူရောင်မဟုတ်ပဲနဲ့ဒီလိုမျိုးအရောင်လေးကလည်းချွေညိုရောင်လေးတန်းလာပြီဆိုလို့ရှိရင်တော့မြည်ကြည့်ပေါ့နော်။ အရသာလေးကအရင်နဲ့ပေါ့ပေါ့လေးမဟုတ်တော့ဘူးအဲဒူးရင်းရောအရသာလေးဖြစ်နေပြီအဲမှာရှိတဲ့ဒူးရင်းဆန်ဒူးရင်းသားဖက်တရားလည်းကျေသွားပြီခုလိုမျိုးလည်းဒီလိုမျိုးမှွေရတာလည်းကောင်းသွားပြီဆိုလို့ရှိရင်တော့စားလို့ရတဲ့အနေထားကိုရောက်ပါပြီသွားရုပ်ကလေးကြီးအောင်ချိုးရည်တပြိုင်ပြိုင်နဲ့မလေး ကိုရင်ထိုးရတဲ့ဒူးရင်းယူလေပြီးပါအဲလောလောကူကူနဲ့ထိုးလို့ရတယ်ညီလေးမို့လို့ဒူးရင်းလိုမျိုးဒူးရင်းကြီးချစ်သူတွေအတွက်ပြန်လဲပြီးတော့စားလို့ရအောင်လို့မျှဝေလိုက်ပါတယ်တချို့ကဒူးရင်းကြီးမကြိုက်ရင်နားမှာဒူးရင်းကိုကြိုက်တဲ့လူတွေရှိပါတယ်အိမ်မှာစမ်းပြီးတော့ထိုးစားကြည့်ကြပါလို့နှင်းအကြံပေးပါတယ်အဆင်ပြေကြပါစေ